ဝင်နေနေပေါ်မိသားစုလိုနှွေးထွေးပေးနေတာကြောင့်ချီချိုးခံနေရတဲ့မိသမီးမြတ်တို့သူကျမတို့ရဲ့ Daily Baby News Channel လေးကနေပြန်လည်ကားကြိုဆိုလိုက်ရပါတယ်။မြတ်တို့သူကတော့ပြည်သက်တည်းရဲ့အားပေးမှုကိုထိုက်လျောက်ရရှိခဲ့တဲ့မိသမီးတစ်လက်ဖြစ်ပါတယ်။မြတ်တို့သူအနေနဲ့အိမ်အောင်စပြီးနောက်မှာတော့ကိုယ်ပိုင်လုပ်ငန်းတွေကိုသာဦးစီးနေကြတာဖြစ်ပြီးအမှုပညာလောကနဲ့တော့နိုင်ငံလမ်းဝေးလာခဲ့ရပါတယ်။မြတ်တို့သူအနေနဲ့စိန်ဆိုင်ကြီးကိုဥဆောင်နေခဲ့သူဖြစ်ပြီးလူအများရဲ့အားကြခြင်းကိုပါခံနေရသူပါ။ဒါပြန်မှာတော့ဝန်ထမ်းတွေအပေါ်မှာထားတဲ့သူ့ရဲ့စိတ်ထားလေးကြောင့်လည်းလက်ရှိမှာချီးကျူးခံနေကြရပါတယ်။ ရတဲ့သူကငွေကြေးလိုအပ်တဲ့ဝန်ထမ်းတွေတဲမပူပင်ရအောင်ချိုတင်ထုတ်ပေးတာမျိုးတွေကိုပြုလုပ်လာခဲ့ပါရီအတူရင်းပုံစံမျိုးတွေမလုပ်ဘဲနဲ့ကုညီပေးတဲ့ပုံစံလေးတိုင်းသာထုတ်ပေးနေကြတာပါဒါကြောင့်လည်းဝန်ထမ်းတွေတွင်တစ်ဖက်တစ်လမ်းကအဆင်ပြေသွားခဲ့ရပါရီလက်ရှိမှာတော့တင်းတရာကျော်အထိကိုအကူအညီထောက်ပံ့နေပေးတာထုတ်ပေးထားခဲ့ပြီလေဖြစ်ပါရီဝန်ထမ်းတွေကိုမိသားစုဝင်တွေလိုသဘောထားတဲ့ပိုင်ရှင်တွေဟာအတော်လေးကိုမှရှားပါတာလေးဖြစ်ပါရီမြေတူတူကတော့ဝန်ထမ်းတွေလိုပဲချိန်တိုင်းမှာအဖက်ဖက်ကနေကုညီပေးနေခဲ့တယ်လို့မွေးနေ့ဆာပရိုက်လေးတွေကိုလည်းပျော်ပျော်ပါပါဖန်တီးပေးတဲ့သူဖြစ်ပါရီဒါကြောင့်လည်း နေစာအားကြားတဲ့လုပ်ငန်းရှင်ဖြစ်ပြည်သက်တွေကပါချစ်ကျူးလာခဲ့ရပါတယ်။အစောနေ့ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။